ဝင်ဆောင်ပြီဆိုရင် ultra sound ဘယ်နှကြိမ်ရိုက်ရတာလဲဘာလို့ရိုက်ရတာလဲဆိုတာကိုဇမအခုဗီဒီယိုလေးမှာရှင်းပြပေးပါမယ်ရှင်ကိုဝင်ဆောင်ပြီဆိုရင်ကျမတို့တွေက ultra sound ကိုနှစ်ကြိမ်သို့မဟုတ်သုံးကြိမ်ရိုက်ပေးရပါတယ်။ပထမတစ်ကြိမ်ရိုက်တဲ့ ultra sound ကကိုဝင်6ဘက်ကနေ12ဘက်အတွင်းမှာရိုက်ရတာပဲဖြစ်ပါတယ်။ဘာလို့ရိုက်ရတာလဲဆိုတော့နံပါတ်1ကိုဝင်ရှိမရှိသိကြဖို့ နမတ်2ဂျူးဒိတ်ခံမှန်းပေးဖို့နမတ်3ကလေးလေးရဲ့နှလုံးခုန်တံကိုစံတက်ပေးဖို့နဲ့နမတ်4ကကိုလွယ်ထားတဲ့ကလေးလေးကတူးတဲ့ပဲလားအမွာဘူးလေးလားသုံးမွာဘူးလားလေးမွာဘူးလားတီးဖို့အတွက်ရိုက်ရပါတယ်ရှင်ဒုတိယတစ်ချိန်ရိုက်ရတဲ့ ultrasound ကတော့ကိုဝင်အပတ်18ပတ်ကနေ22ပတ်ကြာမှရိုက်ရပါတယ်ဒီတစ်ခါရိုက်ရတာဘာလို့လဲဆိုတော့ကလေးငယ်လေးရဲ့ဖွံ့ဖြိုးမှုတွေကို ကြည့်ဖို့ပါ သူ့မှာအင်္ဂါအစိပ်ပိုင်းလေးတွေနှလုံး ခြေလန်းအင်္ဂါတွေအုံနောက်ပင်မအာယုံသောစသည်ဖွံ့ဖြိုးနေပြီပေါ့နော်ဒီဖွံ့ဖြိုးမှုတွေကပုံမှန်ဟုတ်လားမဟုတ်လားဆိုတာကိုကြည့်ချင်တဲ့အတွက်ရိုက်ရပါတယ်ကလေးလေးကယောက်ျားလေးလားမိန်းကလေးလားခွဲခြားသိနိုင်ဖို့အတွက်ရိုက်ရပါတယ်ပြီးတော့ဆမတို့မိမိရဲ့ဘိုက်ထဲမှာဆိုရင်အချင်းကပုံမှန်ရှိနေရဲ့လားရေမွာပမာဏရောကောင်းကောင်းမွန်မွန်လုံလောက်ရှိနေရဲ့လားဆိုတာသိရဖို့ဆိုတဲ့အချက်တွေနဲ့ဒုတိယကြိမ်အထရာဆောင်းရိုက်ရပါတယ်ရှင် တတိယအကြိမ်အာထရာဆောင်းကကိုဝင်အပန်း28ပတ်နဲ့32ပတ်ကြာမှရိုက်ရတာပဲဖြစ်ပါတယ်။ဒီတစ်ကြိမ်ကတော့တချို့အခြေအနေတွေမှာဒီအထရာဆောင်းကိုမရိုက်ဖဲနဲ့နေရင်လည်းရပါတယ်။ကလေးလေးရဲ့ဖွံ့ဖြိုးမှုတွေပုံမှန်ရှိရလား၊ကလေးရဲ့ position ပေါ့ကလေးအနေအထားမှန်ရလားဆိုတာသိဖို့အတွက်ရိုက်ရပါတယ်။ပြီးပြီဆိုရင်မိမိရဲ့ရေးမွာနဲ့အချင်းရောကောင်းမွန်စွာရှိရလားဆိုတာသိဖို့ရိုက်ရတာပဲဖြစ်ပါတယ်ရှင်။တချို့ကိုဝင်တွေမှာတော့အထရာဆောင်းနှစ်ကြိမ်၊သုံးကြိမ်နဲ့မကားရိုက်ရတာမျိုးလည်းရှိနိုင်ပါတယ်။ဥပမာ ာဆိုရင်မိမိကစီးကြိုရှိမယ်သွေးတိုးရှိမယ်တခြားကျန်းမာရေးပြဿနာတွေရှိမယ်ဒါမှမဟုတ်ဘူးဆိုလဲကလေးလေးကအမွာဘူးသုံးမွာဘူးလေးမွာဘူးလေးဖြစ်နေမယ်ဆရာဝန်ကိုယ်တိုင်ကဒီကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီးတော့တန်တရားဝင်စရာတစုံတစ်ခုရှိတယ်ဆိုရင်တော့အထရာဆောင်းကနှစ်ချိန်သုံးချိန်မကပဲရရတာမျိုးလည်းရှိနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်ကျွန်မဒေါက်တာဂရိစ်ပါ